ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်ရှန်ကုံမြို့ဗဟန်းမြို့နဲ့ဗဟန်း၃လမ်းမိပိုင်နာမှာရှိရဲ့တိရိညာနာကံကိုကျွန်တော်ဒုတိယအချိန်ထပ်မံရောက်ရှိခဲ့ပါတယ်ခင်ဗျာ ဖန်ဆင်လေးကိုရောက်တော့အချိန်မှာမိုးကလည်းရွာနေဖန်ဆင်ကလည်းဒီရက်ထဲမှာမိုးရွာထွက်တဲ့အတွက်အပင်တွေကစိတ်စိတ်ဆူဆူလေးရှိရဖန်ဆင်ထဲမှာတော့အရင်တစ်ခါအတိုင်းပါပဲဘယ်သူမှမရှိဘူးပန်းစံကိုတပတ်ပတ်ပြီးတော့ရိုက်ပြပါမယ် အားကစားလုပ်ဖို့အတွက်ကရိယာတွေကိုလည်းတက်ဆင်ပေးထားတာကိုတွေ့ခဲ့ရတယ် န်းချက်လေးရာနှခင်စိတ်စိတ်လေးတွေကြာခံရရှိရအတွက်အလွန်ကိုပဲစိတ်ကြည်ညိုရကောင်းပါတယ်ကြီးခဲနေရတော့ပေါ်မှာပေါ်ပဲသူတို့ရဲ့အော်တန်တည်းကြီးပဲ ဒီထိုင်ကောင်လေးမှာထိုင်ပြီးတော့ကြာကန်လေးကိုကြည့်နေရတော်တော်လေးစိတ်ကြည်နူပွေရကောင်းတယ်အရှင်တစ်ခေါက်လာတော့ကနဲ့အခုလာတာဘာထူးကြသွားလဲဆိုတော့တဒါဒီတဒါဒါတဒါအစ် အရင်တစ်ခါလာတော့တရားအဟောင်းဆွေးနေတာတရားပေါ့လေတက်လို့မရအောင်ပိတ်ထားတယ်အခုတစ်ခါလာတော့တရားအစ်စ်ဖြစ်သွားပြီခန့်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 လေးဟောတရားပေါ်မှာတက်ပြီးတော့ရှောက်ပြီးတော့ဒီဘက်ကကိန်းကြီးကိန်းကြီးအရုပ်ဘက်အထိကိုလာပြီးတော့ကြည့်လို့ရတယ် ဒီပန်းဆိုင်လေးကလာပြီးတော့တက်ဖို့ရမယ်ဆိုပြီးတော်တော်လေးကိုရှုခင်းလာတယ်ဗျကျွန်တော်ကတော့တယောက်တည်းလာတာမို့လို့ဆိုင်လို့မရလို့မရိုက်ခဲ့ရပါဘူး ဂျာပန်တွေကလည်းအများကြီးပဲပွင့်နေတယ်။ကျွန်တော်ထင်တယ်ဒီဂျာပန်တွေကိုသူတို့ခိုးပြီးတော့ရွှေကုန်ဖျားပေါ်မှာတွားပြီးတော့ရောင်းနေတယ်။ နှခင်းလေးတွေကလည်းစိမ့်စိမ့်ဆူဆူလေးနဲ့တော်တော်လေးကိုမျက်စိထဲမှာအေးချမ်းနေဒါကတော့ပန်းစံတဲ့ကိုဝင်တဲ့အဝင်ဝနာက ရှိရဲ့လမ်းလေးနဲ့

ျွန်တော်ကတော့အပင်ဆိုက်ရတာကိုဝါသနာပါတဲ့အတွက်ပန်းပင်လည်းစိုက်တဲ့အတွက်အခုလိုမျိုးရှောင်းလဲလေးမှာပန်းပင်တွေတောက်လျှောက်ရှိနေတာအတော်လေးကိုသဘောကျတယ် လမ်းဆုံးသွားတဲ့အတွက်ဒီဘက်အချင်းကိုပြန်ပြီးတော့ရိုက်ပြပါအောင်မယ်ဒီရှောင်းလန်းကကားလန်းနဲ့ကဲ့ရဲ့နေရာဖြစ်တဲ့အတွက်ကားတွေကိုလည်းအတိုင်းအတာမြင်ရတယ် ီပန်းပင်ကိုလည်းမြင်ဘူးနေပေမဲ့ပန်းနေမယ်တော့ကျွန်တော်မသိဘူး ပန်းဖူးတွေကလည်းအများကြီးပဲ အခါခွင့်တင်လို့ရှင်ကုံမျိုးကိုရောက်ရှိခဲ့ကြမယ်ဆိုရင်ဒီတီးငနာကဲကိုသွားပြီးတော့ဓာတ်ပုံရိုက်ကြဖို့အကြံပေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။